အားလုံးမင်္ဂလာပါအောင်ဟိန်း channel မှာကြိုဆိုပါရစေကျွန်တော်အခုပြောပြမယ့်အကြောင်းအရာကတော့ချမ်းသာသူနဲ့ဆင်းရဲသူတွေရဲ့အဓိကကွာခြားချက်9ချက်ဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ်2024ဆင်းရဲအရာကဘာလုံးဆိုင်ရာကြိုးဝမှုအချက်လက်တွေကိုတိမဆရာအဖြစ်ပြောပြပါမယ်ကဘာထိတ်ဆုံးတရားခိုင်နှုန်းကတော့အလွန်ချမ်းသာသူများလို့ပြောနိုင်တယ်သူတို့ရဲ့တူးချင်းအတည်င်ပိုင်ဆိုင်မှုကဒေါ်လာတစ်သန်းနဲ့အထက်ရှိသူတွေဖြစ်ကြတယ် သူတို့မှာများသောအားဖြင့်စီးပွားရေးလုပ်ငန်းတွေယင်းနှိမ့်နှံမှုတွေအိမ်ခြံမြေတွေရှိကြတယ်ထိတ်ဆုံးဆယ်ရာခိုင်နှုန်းကတော့ချမ်းသာသူလို့ပြောနိုင်တယ်လို့အထက်တန်းဟွာလို့ပြောနိုင်တယ်သူတို့ရဲ့တူးချင်းဝင်ငွေဟာတစ်နှစ်ကိုဒေါ်လာတသိန်းကျော်ဝင်ငွေရှိသူတွေဖြစ်ကြတယ်ပညာရေးငွေကြေးနဲ့ယင်းနှိမ့်နှံမှုကိရိယာတွေကိုရယူသုံးစွဲခွင့်ရှိကြတယ်အလဲ၄၀ရာခိုင်နှုန်းကတော့ အလေအလက်တန်းစားတွေဖြစ်ကြပါတယ်သူတို့ရဲ့တူးချင်းဝင်ငွေပမာဏကိုပြောရရင်တစ်နှစ်ကိုဒေါ်လာ1000ငါးနေသသိန်းအထိရှိသူတွေဖြစ်ကြတယ်အိမ်ငယ်တွေကားတွေနဲ့စုဆောင်းငွေတွေရှိကြပေမဲ့ပိုင်ဆိုင်မှုအနေနဲ့တော့တိတ်မရှိပါဘူးအောက်ဆုံး90ရာခိုင်နှုန်းကတော့စင်ရဲသူတွေနဲ့အလုလုပြီးစင်ရဲသူတွေဖြစ်ကြတယ်ဝင်ငွေအနေနဲ့ပြောရရင်တစ်နေ့ကိုဒေါ်လာ30အောက်တာရှိကြတယ်များသောအားဖြင့်တစ်လစာဝင်ငွေနဲ့တစ်လပြီးတစ်လနေရတာမျိုး စုဆောင်ွေမရှိကျွေးမိတီတော့ရှိကြတယ်။နံပါတ်၁ကတော့ကဘာကြီးကမတူညီဘူး။ထိတ်ဆုံးကတက်ရခိုင်နှုန်းကကဘာကျော်ဝါမှုရဲ့တဝက်နီးပါးကိုထိချုပ်ထားကြတယ်။အောက်ဆုံးတဝက်ကတော့နေ့တိုင်းရုံးကန်နေရတယ်။တန်ရှင်းတဲ့တောက်တုံးရည်မရှိကြဘူး။အင်တာနက်တောင်မရှိကြဘူး။နံပါတ်၂ကျော်ဝါမှုဆိုတာပိုင်ဆိုင်မှုအကြောင်းဖြစ်ပြီးလစာအကြောင်းမဟုတ်ဘူး။ချမ်းသာသူတွေကသူတို့ကိုပတ်စံရှာပေးမဲ့အရာတွေဖြစ်တဲ့ရှယ်ယာတွေအိမ်ခြံမြေတွေကုမ္ပဏီတွေပိုင်ဆိုင်ကြတယ်။ ။စင်ရဲသူတွေကတော့အချိန်ကိုပတ်စံနဲ့လဲလှယ်ပြီးများသောအားဖြင့်ရတဲ့ငွေထက်ပိုသုံးဆွဲကြတယ်။နံပါတ်3ဒါတင့်အဖြစ်မဟုတ်ပေမဲ့တင့်လှုပ်ဆောင်မှုနဲ့ဆိုင်တယ်။လူများစုဟာစင်ရဲစွာမွေးဖွားလာကြပေမဲ့အသိပညာကျွမ်းကျင်မှုအလေးအထတွေနဲ့ကြွယ်ဝချမ်းသာမှုကိုတည်ဆောက်နိုင်တယ်။ပထမဆုံးအဆင့်ကဘာလဲသိလား။ချမ်းသာတဲ့သူတွေဘလို့တွေးတယ်၊ဘလို့လှုပ်ဆောင်တယ်၊ဘလို့စုဆောင်တယ်ဘလို့ရင်းနှီးမြှုပ်နှံမယ်ဆိုတာကိုလေ့လာပြီးနေ့စဉ်ပြန်လုပ်ပါ ်အမေရိကန်မှာသင်ဟာတစ်နှစ်ကိုဒေါ်လာတသိန်းကျော်ဝင်ငွေရှိတယ်ဆိုရင်ကဘာတဝန်းကထိတ်ဆုံး၁၀ရာခိုင်နှုန်းနဲ့မှာပါဝင်နေပါပြီမြန်မာနိုင်ငံမှာဆိုရင်တစ်နှစ်ကိုဒေါ်လာ30ရာယုံနဲ့ကမ္ဘာလူကြီးရဲ့90ရာခိုင်နှုန်းတဲ့ပို့ပြီးချမ်းသာနေပါပြီချမ်းသာသူနဲ့ဆင်းရဲသူကြားအတိတ်ကစိတ်နေသဘောထားနဲ့အပြုတ်မှုကွာခြားချက်တွေကိုရှင်းရှင်းလင်းလင်းနဲ့အတွင်းကြကြခွဲခြမ်းပြပေးပါမယ်ဒါကိုလက်တွေအသုံးချပြီးတဆင့်ချင်းစီ ပုံမူကြွယ်ဝတဲ့ဘဝကိုတည်ဆောက်နိုင်ပါလိမ့်မယ်။နံပါတ်1ချမ်းသာသူက အခွင့်အလမ်းတွေကိုအာယုံစိုက်ပြီးဆင်းရဲသူကအတားအဆီးတွေကိုအာယုံစိုက်တယ်။ချမ်းသာသူများဒီကနေ့ဘာတွေသင်ယူလို့ရမလဲ။ဒါကိုဘယ်လိုအဆင်ပြေအောင်လုပ်မလဲလို့မေးတတ်တယ်။ပြဿနာ တွေထဲမှာအခွင့်အလမ်းတွေကိုမြင်တတ်တယ်။တွက်ချက်ထားတဲ့အန်ဒီယာတွေကိုယူတတ်တယ်။ဥပမာစီးပွားရေးကြာဆင်းချိန်မှာ ချမ်းသာသူတွေက ဇေနုံတွေနေနေချိန်မှာယင်းနီမြုပ်နှံကြဆင်းရဲသူတွေကတော့ကြောက်ရွံ့မှုနဲ့တွန်းဆုတ်နေကြတယ်အေးခဲနေတဲ့အတွက်ခွန်ရီးတွေလက်လွတ်သွားကြဆင်းရဲသူများငါမအောင်မြင်ရင်ဘယ်လိုလုပ်မလဲတခုခုမှားသွားရင်ဘယ်လိုလုပ်မလဲလို့မေးတတ်တယ်ကြောက်ရွံ့မှုအာယုံဆိုင်ပြီးတိုးတက်မှုကိုမလုပ်ဘူးတိုးတက်မှုကကုန်ကြစိတ်ကြီးတယ်ဆိုပြီးဘေးကင်းအောင်နေတတ်ကြနံပါတ်1ချမ်းသာသူကအချိန်ကိုတန်ဖိုးထားပြီးဆင်းရဲသူကအချိန်ကိုဖြုံးတီးတယ် ချမ်းသာသူများ အချိန်ကိုသူတို့ရဲ့အဖိုးတန်ဆုံးငွေကြေးအဖြစ်သဘောထားတယ်။တင်းငယ်တဲ့အလုပ်တွေကိုတွဲပြောင်းပေးတယ်။တင်ယူခြင်း၊ကွန်ရက်ချိတ်ဆက်ခြင်း၊ပိုင်ဆိုင်မှုတိစောက်ခြင်းတို့မှာ အချိန်ကြီးနည်းမြုံနှံတယ်။ဥပမာချမ်းသာတဲ့သူက9နာရီတက်တာဖို့ဒေါ်လာ100ပေးတယ်။ဆင်းရဲတဲ့သူက10ဒေါ်လာတက်တာဖို့9နာရီအချိန်ဖြုန်းတယ်။ဆင်းရဲသူများအမြဲတမ်းအချိန်ကိုပတ်စံနဲ့လဲလှယ်တယ်။ TV အများကြီးကြည့်တယ်။ဖုန်းကိုအဆုံးမရှိပုတ်ဆွဲနေတတ်တယ်။ အချိန်ကိုအားသာချက်ဖြင့်တံပိုးမထားဘူးနံပါတ်3ချမ်းသာသူကဆက်တင်ယူပြီးဆင်းရဲသူက လုံလောက်ပြီလို့ထင်တယ်ချမ်းသာသူများစာဖတ်တယ်သင်တန်းတွေတက်တယ်ဟောပြောပွဲတွေတက်ရောက်နားထောင်တယ်သူတို့ရဲ့စိတ်နေသဘောထားနဲ့ကြွန့်ကျင်မှုတွေကိုအမြဲတမ်းမြင့်တင်နေတယ်ပညာရေးဟာရင်းနှီးမြှုပ်နှံမှုဖြစ်ပြီးကုန်ကျစရိတ်မဟုတ်ဘူးဆိုတာကိုသိတယ်ဥပမာဝါရန်ဘတ်ဖက်ကတနေ့ကို9နာရီကျော်ကျော်စာဖတ်တယ် ကိုယ်တိုင်ချမ်းသာလာတဲ့တန်းကြွယ်တတိအများစုဟာတသက်တာလုံးတင်ယူနေသူတွေဖြစ်ကြတယ်။စင်ရဲသူများငါဒါဟုတ်တီးပြီးသားဒါပြင်းဖို့ကောင်းတယ်လို့ပြောတတ်တယ်။တင်ယူရမှာရင်းနှီးမြှုပ်နှံမှုမလုပ်ဘူး။ကြောင်းပြီးတာနဲ့ချီထွားမှုကိုရပ်တန့်လိုက်။နံပါတ်၄ချမ်းသာသူက ပိုင်ဆိုင်မှုတွေတိဆောက်ပြီးစင်ရဲသူကတာဝန်ယူစရာတွေစုဆောင်တယ်။ချမ်းသာသူများသူတို့ကိုပတ်စံရှာပေးမဲ့အရာတွေအိမ်ချမ်းမြေ၊ရှယ်ယာ လုပ်ငန်းတွေကိုဝယ်ယူတာလုပ်တယ်စီးပွားရေးကိုတည်ဆောက်တယ်ရေရှည်ချမ်းသာဖို့အတွက်ပျော်ရွှင်မှုကိုဆိုင်းငံ့တယ်ဥပမာအိမ်တလုံးကိုဝယ်ယူပြီးအိမ်ငှားတင်တယ်လက်စင်ဝင်ငွေရယူတယ်ပိုင်ဆိုင်မှုကပတ်စံရှာပေးတဲ့အရာနဲ့တူတယ်လို့ခံယူထားတယ်ပိုင်ဆိုင်မှုအင်းများချင်းပတ်စံရှာပေးတဲ့အရာစင်ရဲသူများတံမိုးကြဆင်းသွားတဲ့အရာတွေဖုံးအစ်စ်ကားအစ်စ်အဝတ်အထည်ကိုဝယ်တယ်ချမ်းသာအောင်စူးစမ်းပြီးပတ်စံသုံးတယ် တာဝန်ယူစရာညီမြချင်းပတ်စံကုန်ကြစရာနံပါတ်5ချမ်းသာသူက စိတ်ကူးတွေအကြောင်းပြောပြီးဆင်းရဲသူကလူတွေအကြောင်းပြောတယ်ချမ်းသာသူများစီးပွားရေးရည်မှန်းချက်စမ်းသစ်တည်ထွင်မှုအနာဂတ်အကြောင်းဆွေးနွေးတယ်စိတ်တက်ပြင့်တင်ပေးတဲ့သူတွေနဲ့ပေါင်းတင်တယ်ဥပမာ mastermind အဖွဲ့တွေကွန်ရက်တွေလမ်းညွှန်ဆရာတွေနဲ့ချိတ်ဆက်ပြီးပေါင်းတင်တယ်ဆင်းရဲသူများ အပြစ်တင်တယ်တိုက်ခိုက်တယ်သူများအကြောင်းပြောတယ်အစ်စ်နေတဲ့စကားဝိုင်းတွေမှာအချိန်ဖြုံးနေကြတယ်ဒါမှမဟုတ်ရင်ရက်တန့်နေတတ်တယ်နေ့တိုင်းစကားပြောတဲ့သူနဲ့ပဲတင်တူလာလိမ့်မယ်နံပါတ်6ချမ်းသာသူက ရေရှည်စီစဉ်ပြီးစင်ရဲသူကလက်ရှိအတွက်ပဲနေထိုင်တယ်ချမ်းသာသူများနှစ်ပေါင်းများစွာဒါမှမဟုတ်ဆယ်စုနှစ်တွေအထိတွေးတယ်ဖြည်းဖြည်းမှန်မှန်နဲ့ဇက်တိုက်စုဆောင်တယ်ရင်းနှီးမြှုပ်နှံပြီးတိဆောက်တယ် ချက်ချင်းပျော်ရွှင်မှုကိုဆိုင်းငံ့တယ်။ဥပမာတစ်လကိုဒေါ်လာ900 10နှစ်ရင်းနှီးမြှုပ်နှံရင်ဒေါ်လာ3သိန်းကျော်ဖြစ်လာတယ်။စင်းရဲသူများရပိုင်းဓမ္မမဟုတ်လာပိုင်းတော့ပဲတွေးတယ်။ရတဲ့ငွေအကုန်သုံးပြစ်တယ်။ချက်ချင်းပျော်ရွှင်မှုကိုလိုချင်တယ်။သူတို့ကတခါပဲနေရတာဓမ္မမဟုတ်တည်သွားရင်ဘာမှယူသွားလို့မရဘူးလို့ပြောတတ်ကြတယ်။ဒါပေမဲ့နောက်ဆုံးတော့တည်တဲ့အချိန်အလုံးလုံးနေရတယ်။နံပါတ်9ချမ်းသာသူကတာဝန်ယူပြီး စင်ရဲသူကသူများကိုအပြစ်တင်တယ်။ချမ်းသာသူများငါ့ဘဝကိုငါဖန်တီးရမယ်လို့ပြောတတ်တယ်။သူတို့ရဲ့ဆုံးဖြတ်ချက်တွေအမားတွေနဲ့ကြုံတွေ့မှု ကြီးထွားမှုတွေကိုကိုယ်တိုင်တာဝန်ယူတယ်။ကံကောင်းခြင်းလို့မယူဆပဲထိ ंछ ုပ်နိုင်စွမ်းကိုယုံကြည်တယ်။ဥပမာပတ်စံဆုံးရှုံးသွားရင် နောက်ကျိန်ဘာတွေပိုကောင်းအောင်လုပ်နိုင်မလဲလို့တွေးတယ်။စမ်းစစ်တယ်၊မေးတယ်၊အဖြေရှာတယ်၊သင်ခန်းစာယူတယ်။စင်ရဲသူများဒါငါအမားမဟုတ်ဘူးလို့ပြောတတ်တယ် စီးပွားရေးတထင်းနဲ့အစိုးရကို ပြစ်တင်တယ်ဖြည့်ရှင်းနည်းတွေဖန်တီးတာတဲ့အကူအညီကိုစောင့်နေတတ်တယ်အကြံပေးချင်တာကချမ်းသာခြင်းနဲ့ဆိုရင်ချမ်းသာနေတဲ့သူတွေဘာတွေဝယ်တယ်ဆိုတာကို ပုံတူကူးခြားမနေပါနဲ့သူတို့တွေဘလို့တွေးတယ်ဘလို့တင်ယူတယ်ဘလို့လှုပ်ဆောင်တယ်ဘလို့တိုးတက်အောင်ကြိုးစားတယ်ဆိုတာကိုကူးခြားပါချမ်းသာကြွားမှုရဲ့80ရာခိုင်နှုန်းကစိတ်ညစ်သဘောထားဖြစ်ပြီး20ရာခိုင်နှုန်းကတော့ကြွန့်ကျင်မှုပါပဲဒီအကြောင်းအရာတွေကိုသင်သိပြီးဆိုရင် အခြားသူတွေကိုကြည့်ပြီးကဲဖြတ်တဲ့အလုပ်ကိုမလုပ်ပါနဲ့တကယ်လို့ရမှာကအခုပြောပြတဲ့အချက်လက်တွေနဲ့တင့်ကိုတင်အကဲဖြတ်ရပါမယ်အခြားသူတွေကိုအကဲဖြတ်တဲ့အတွက်တင်ဘာမှအကျိုးရှိလာမှာမဟုတ်ဘူးတင့်ကိုတင်အကဲဖြတ်မှသာတင်အကျိုးရှိလာမှာပါအကဲဖြတ်ပြီးရင်လက်တွေလှုပ်ဆောင်ပါဒါဆိုရင်ချမ်းသာသူတွေရှောက်တဲ့လမ်းပေါ်တင်ရောက်နေပြီလို့ပြောနိုင်ပါတယ်ချမ်းသာစွာမွေးဖွားဖို့မလိုအပ်ပါဘူးဒါပေမဲ့ချမ်းသာအောင်တွေးဖို့ဉာဏ်ပညာရှိရှိလှုပ်ဆောင်ဖို့ပြီးတော့ တင့်ရဲ့တံမိုးကိုနှိမ့်စင်တိဆောက်ဖို့တော့လိုအပ်ပါတယ်။ကမ္ဘာကြိုအားမှုလေကားကိုတက်လန်းတင်တယ်ဆိုရင်ဒါတွေကိုစတင်လိုက်ပါ။တံမိုးရှိတဲ့ကျွမ်းကျင်မှုတွေကိုတိဆောက်ပါ။စောစောစီစီစုဆောင်ပြီးရင်းနှီးမြှုပ်နှံပါ။ပုံမိုးများပြားတဲ့တံမိုးတွေနဲ့လူသားတွေကိုပုံမိုးဝန်ဆောင်မှုပေးပါ။အစအဆုံးကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်နောက်လောလောကူကြည့်ရှုနိုင်ဖို့တော့ subscribe ကိုတစ်ချိန်နှိပ်ပေးထားပါလို့မြတ်တာရက်ခံပါတယ်။ like နဲ့ share ကိုလည်းနှိပ်ပေးစေချင်ပါတယ်။ လူသားအားလုံးလွတ်လပ်ပျော်ရွှင်တဲ့ဘဝတွေကိုပိုင်ဆိုင်ကြပါစေလို့ဆုတောင်းလိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဟက်ကနိုက်စေး